မင်းသွားပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်ဗမော်နယ်ဖားကံမြို့နယ်များမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်များကြားမနေ့ကစက်တဘာလ9ရက်နေ့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကထိခိုက်ဒိဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဝိုင်းမော်မြို့နယ်လမ်းမြန်ကြီးရွာတိုက်ပွဲမှာစစ်ခွေးတပ်ရဲ့တန်ကြပ်ကားကားကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ကချင်ရှိတန်းသတင်းရေးမြစ်ကပြောရမှာအသေးစိတ်အခြေအနေတွေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။လမ်းမြန်ရွာက LBC ခရိယံဖျားကျောင်းတောက်ဝိုက်မှာတနေကုန်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။စစ်ခွေးတွေထိုးစစ်အရှိန်မြင့်တာလေကြောင်းပစ်ကူ၅ချိန်ပစ်ကူတယ်။ စေခွေးတန်ချက်ကကားတစ်စီးကို KIA ဘက်ကပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ကချင်ရှိတန်းသတင်းရင်းမြစ်ကပြောပါရယ်တန်ချက်ကကားဟာမီးလောင်ပြီးတော့တုံးလို့မရတော့ဘူးလို့စီရေးသတင်းရင်းမြစ်ကပြောပါရယ်အကြမ်းဖက်စေခွေးတပ်ဟာဝိုင်းမော်မြို့မှာပြည်သူ့စစ်အင်အားများကိုအုံပြုပြီးတော့ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါရယ်ရခိုင်က KIA တိမ့်ပိုက်ထားတဲ့နေမြေများကိုပြန်လည်ရရှိရန်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများဆက်လက်ပြီးတော့ပြင်းထန်နေခြင်းဖြစ်ပြီး ်ဩဂတ်စ်လကုန်ပိုင်းတိုက်ပွဲများမှာလည်းအကြမ်းမဲ့စစ်ခွေးတပ်ကတင်းဆုံထိခိုက်မှုတွေရှိကစစ်တုံးမန်းများကို KIA ဘက်ကဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ရှေ့ရက်နေ့ကလည်းတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ခွေးတပ်ဘက်ကအထိနာက0.5စက်တနက်ကြီးများကိုပါ KIA ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။ဗမော်မှာလည်းစစ်ခွေးတပ်တွေထပ်မံအထိနာနေပြီးအမတ်27စစ်စေအကိုကဲမှုဌာနချုပ်ကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့ကချင်စစ်ရေးသတင်းရေးမြစ်ကပြောပါတယ်။ စက်တင်ဘာလ10ရက်နေ့ကဗမော်မြို့မှာတန်ကြက်ကတိုက်ရင်နဲ့ခလာရ236တိုက်ရင်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ရာမနေ့ကလည်းတန်ကြက်ကတိုက်ရင်မှာဆက်လက်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောပါရတယ်။တိုက်ရင်မှုနဲ့အတူစစ်ခွေး10ခေါင်ကျော်တေဆုံးသွားပါတယ်။ 21ဘက်ကိုပြန်ဆုတ်ပြေးသွားတယ်လို့ကချင်ရှိတန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။သို့တော်လည်းတိုက်ပွဲများအတွင်းမှာစစ်ခွေးတပ်ရဲ့တန်ကြပ်ကားကားကိုဖျက်ဆီးနိုင်မှုနဲ့တပ်ရင်းမှုနဲ့အတူစစ်ခွေး10ကောင်ကျော်တေဆုံးသွားပါတယ်။21ဘက်ကိုပြန်ဆုတ်ပြေးသွားတယ်လို့ကချင်ရှိတန်းသတင်းရင်းမြစ်ကပြောပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်တွေအတွင်းမှာတိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့တဲ့ဖားကတ်မြို့မှာလည်းမနေ့ကအထိတိုက်ပွဲတွေဆက်ရှိနေတယ်လို့သိရပါတယ်။ဖားကတ်မြို့နယ်ရှရော်ခရွာအနီး ညောင်ပင်ကုန်းနေရာမှာစက်တဘာလ9ရက်နေ့တနေ့လုံးတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ကချင်ရှိတန်းသတင်းအရင်းမြစ်ကပြောပါတယ်ကချင်ရှိတန်းသတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မော်တောင်ကျေးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ခွေးအများအပြားတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ၈ရက်နေ့ကဖားကံမြို့နယ်မော်တောင်ချေးရွာအနီးမှာဂျမတ်စစ်ခွေးတပ်နဲ့ KIA KPDF ပူးပေါင်းတပ်ဖွဲ့တို့ကြားလက်နက်ကြီးများ drone များလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့ရာဂျမတ်စစ်ခွေးများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲစက်တဘာလ9ရက်ညနေ၄နာရီကျော်ကနေမနက်၂နာရီအထိဖားကံမြို့နယ်ညောင်ပင်ဂုံးတဝိုက်မှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတပ်ရဲ့တပ်မဂုံးကနေလက်နက်ကြီးနဲ့လှမ်းထုတယ် ဒရုန်းတွေနဲ့လဲချတယ်လက်နက်ကြီးတောင်မှအလုံးကြီး100လောက်လှမ်းပစ်တာမနေတော့ကအသေးတွေရောအကြီးတွေရောဒရုန်းတွေနဲ့ရောပစ်တော့တိုက်ပွဲကတော့တော်တော်လေးကိုပြင်းထန်သွားပါတယ်တညနေနဲ့တညလုံးကိုတိုက်ပွဲတွေတော်တော်ပြင်းထန်ခဲ့တယ်ပြီးရင်စက်တမလ9ရက်နေ့မနက်မှာလဲမော်တော်စမ်းကြွယ်ဘက်ကိုစစ်ခွေးတွေရဲ့တပ်မခုံးကနေပြီးတော့စစ်ကောင်စီတွေကစစ်ကြောင်းထိုးလာတော့တိုက်ပွဲတွေတောက်လျှောက်ဖြစ်နေပါတယ် 6ရက်နေ့ကနေပြီးတော့9ရက်နေ့အထိညောင်မင်းကုန်းမှာတိုက်ပွဲတွေတောက်လျှောက်ဖြစ်တယ်။10ရက်နေ့မှာမော်တောင်းရွာတဝိုက်မှာလက်နက်ကြီးတွေအပြန်အလှန်ပစ်ခတ်ကြပါတယ်။စစ်ခွေးတွေဘက်ကထိတာနဲ့တေးတာတွေရှိတယ်။မနေ့ကမနေ့ကလည်းမော်တောင်းမှာစစ်ခွေးနှကောင်တေးသွားတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဒါအပြင်မနေ့ကလည်းဖားကတ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်ခွေးတပ်ကဖားကတ်မြို့နယ်အတွင်းကိုလေကြောင်းတိုက်ခတ်မှုများဇက်တိုက်လှုပ်ဆောင်နေတယ်လို့ပြောပါတယ်။အလားတူပဲ စက်တမလာရှိရနေမှာဗမော်တိုက်ပွဲများဟာလဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးတော့စစ်ခွေးတပ်က KIA အများစုထိန်းချုပ်ထားတဲ့တန်ကြာကတိုက်ရင်ခွန်တုံည36ကိုချင်းကပ်လာတဲ့အတွက် KIA ပူးပေါင်းတပ်များကဝိုင်းပတ်ချိန်မုံခဲ့ရာစစ်ခွေးတွေဘက်ကတိုက်ဆုံမှုတွေများပြားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲတွင်းမှာစစ်ခွေးအလောင်းများအပြင်ဆက်တနက်ကြီးနှစ်လံကြီးစံများကိုပါတိုက်စီရရှိခဲ့တယ်လို့သိရပါတယ် ဗမော်တိုက်ပွဲကပြင်းထန်နေတုန်းပဲဗျနေတိုင်းလေရင်နဲ့ဘုံကျဲနေတာရှင်းရနေကတန်ချက်ကတိုက်ရဲမှာဖြစ်တဲ့တိုက်ပွဲမှာစစ်ခွေးတွေဘက်ကအထိနာသွားတယ်0.5နဲ့ဂျီကက်တွေ MA တနက်79မှမှလောင်ချာတွေလည်းရတယ်ဆက်တနက်ကြီးနှစ်လက်ကတော့0.5တနက်တလက်နဲ့14.5တနက်တလက်ဖြစ်ပါတယ်လို့ KIA ရဲ့ရှင်းတန်းသတင်းရေးမြစ်ကရှင်းပြထားပါတယ် ဗမော်မျိုးသိန်းတိုက်ပွဲဟာ2024ခုနှစ်ဒီဇင်ဘာလကစတင်ခဲ့ခြင်းဖြစ်ပြီးတော့အခုနှစ်စက်တဘာလအထိဆယ်လာနီးပါးကြာမြင့်လာသည့်အထိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းထီးလင်းမြို့နယ်ထီးလင်းမြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးသုံးကောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ10ရက်နေ့မနက်9နာရီခန့်ကထီးလင်းမြို့နယ်ထီးလင်းမြို့ကနေထမ်းမင်ကုန်းကျေးရွာဘက်ကိုအင်အား80လောင်းနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကခြုံခိုတိုက်ခိုက်ခဲ့ရာစစ်ခွေးသုံးကောင်တိတ်ဆုံးပြီးတော့ထီးလင်းမြို့အတွင်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျာ။ ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့လာယာလမ်းအတိုင်းထိလင်းမျိုးတွေကိုပြန်ဆုတ်သွားပါတယ်လမ်းနဲ့ခဲရနေတိမ့်စီရမိတာတော့မရှိဘူးလို့ ယောဂခွေတက်စစ်ဒေတာယုံဥဆောင်ကောမဒီ WDF ကတာဝန်ရှိသူကရှင်းပြထားပါတယ်။အဲ့ဒီစစ်ခွေးစစ်ချောင်းကိုယောဂခွေတက်စစ်ဒေတာယုံဥဆောင်ကောမဒီ WDF ကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲတနင်္သာရီမြို့နယ်မှာလည်းအကြမ်းဖက်စစ်ခွေးတပ်ရဲ့ရိတ်ခါပို့တဲ့ရင်နှန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့ဗိုလ်ခရင်တပ်ဖွဲ့ကပြောဆိုထားပါတယ်။ မနေ့ကစက်တင်ဘာလ9ရက်နေ့မနက်7:15မိနစ်ခန့်မှာဘိန်းမျိုးဘက်ကနေတနင်္သာရီဘက်ကိုမောင်းနှင်လာတဲ့စစ်ကား၄စီးပါတဲ့ရိခါရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များက ရမ်းဖို့ကြေးရွာရမ်းဖို့တရားကြီးအယောက်မှာမိုင်းဆက်နှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကားပေါ်မှာလိုက်ပါလာတဲ့စစ်ခွေးတွေက လမ်းမကြီးတလျှောက်ကိုလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လမ်းကင်းချထားတဲ့အင်အားတရာကျော်ခန့်ရှိတဲ့စစ်ခွေးများနဲ့တော်လိုင်းတပ်ဖွဲ့ဝင်များ73မိနစ်ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ အချမ်းမဲ့စစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးမှုအရေအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးပဲဒေါ်လာရေးဖို့များဘက်ကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုကိုဘိတ်ပကဖာတနင်္သာရီရိုးမဇုံသုံးဘိတ်ခိုင်ပကဖာနဲ့ဘိုခိရင်တပ်ဖွဲ့တို့ကပူးပေါင်းတက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းတောင်ငူမြို့နယ်မှာအချမ်းမတ်စစ်ခွေးတပ်တပ်ဆွဲထားတဲ့နေရာများနဲ့လှည့်ကင်းကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးလေးကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ24ရက်26ရက်နဲ့30ရက်နေ့တွေမှာဗရဲကြီးရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကစနိုက်ပါနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်က2ဦးသေဆုံးပြီးတော့တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲစက်တင်ဘာလ2ရက်နေ့မနက်09:00ကမှတောင်ကိုလိပ်တူလမ်းမိုက်မှာရှိတဲ့တန်မိုးတောင်စက္ကန်းကိုလည်းတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ်အခုလိုတိုက်ခိုက်မှုဟာတနာဤကအကြမ်းင်းခဲ့ပြီးတော့အကြမ်းမဲ့စစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်ဒါအပြင်စက်တမ်ဘာလ9ရက်နေ့မှာစစ်ခွေးတပ်ရဲ့ဇလဲစခန်းကနေတောင်ဇလဲရွာကိုကင်းလေရန်ထွက်လာတဲ့အကြမ်းမဲ့စစ်ခွေးများကိုဇလဲစခန်းနဲ့တောင်ဇလဲရွာကြားမှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့စစ်ခွေးနှစ်ကောင်သိမ်းဆုံးက၃ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်စစ်ခွေးတွေသေးတဲ့စီးရင်ကတော့ ထတ်တိုးသေးတာတော့မရှိသေးဘူးကျွန်တော်တို့ရဲဘော်တွေကတော့အထီးကမရှိပဲပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ပြည်သူတွေအဆအဆအရာရာ view site ပေးကြပါပြီးတော့အတင်းထားကြပါလို့ပြောချင်ပါတယ်လို့ Candy Twilight Zone ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းကမ့်ဘလူမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတွေယာယီတပ်ဆွဲထားတဲ့နေရာနဲ့ကင်းလှည့်လာတဲ့စစ်ခွေးများကို drone နဲ့တိုက်ခတ်ရာစစ်ခွေးလေးကောင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ9ရက်နေ့မွန်လွယ်ပိုင်းမှာကံဘလူမြို့နယ်ဘူးကုန်းလမ်းစုံမှာအကြမ်းဖက်စစ်ခွေးတွေယာယီတပ်ဆွဲထားတဲ့နေရာနဲ့ဆိုင်ကယ်နဲ့ကင်းလှည့်လာတဲ့စစ်ခွေးများကို drone နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေးလေးကောင်တိုက်ဆုံတာတော်လိုင်းရဲဘော်တွေဘက်ကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စက်တဘာလ9ရက်နေ့ကတိုက်ခတ်ခဲ့တာပါစစ်ခွေးအင်အားကတော့80နဲ့100ချားမှရှိတယ်။ အဲ့ဒီလမ်းဆောင်မှာကဇရက်ရှိတယ်အဲ့ဒီထဲမှာယာယီဘန်ကာနဲ့ခဏကောင်ရှစ်ကောင်လောက်ကကင်းဆောင်နေတာပေါ့ဘုံသီးကြတာလဲအဲ့ဒီဇေယျရှိမှာကြတာစေခွေးတွေတေဆုံးတာ၄ရောက်တေတယ်လို့ခန့်မှန်းရတယ်နေ့လယ်ပိုင်းလောက်မှာတိုက်ခိုက်ခဲ့တာပါ drone ၃စီးနဲ့ပါလို့ Air Force 1အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်ရေကြီးဦးကြည်ချင်းဘူးကုန်းလမ်းဆောင်ယမနီလမ်းဆောင်မလယ်လမ်းဆောင်လမ်းပိုင်းကိုအသုံးပြုနေတဲ့ခီးသွားပြည်သူများကားဆီယာများအနေနဲ့အသွားအလာ view စိုက်ကြရတယ် စစ်ခွေးများရှိရာနေရာများမှာအချိန်ကြာမြင့်စွာ နေထိုင်ခြင်းမျိုးမပြုလုပ်ရန် Air Force 1အဖွဲ့က3ပေးပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့နယ်ကြောင်မြောင်းရွာအနီးမှာရောက်ရှိနေတဲ့စစ်သည်မောအုပ်စုကမြေကျောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အတွက်ထောင်ထဲချတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေ့ကစက်တင်ဘာလ9ရက်နေ့မှာရွှေဘုံမြို့နယ်ကြောင်မြောင်းရွာအနီးကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့တင်းမော၁၄စီးပါတဲ့စစ်ခွေးအုပ်စုဟာလက်နက်ကြီးလက်နက်ငယ်များနဲ့ကြေးရွာများကိုပြစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါဗျ။လက်ရှိချိန်မှာစစ်ခွေးတွေရဲ့တင်းမောအုပ်စုကြောင့်ရှိန်မကားရွာအင်းတောင်းရွာမင်းရွာတောင်ရွာ ရွာသားရွာကမ်းဖြူရွာငားရိုက်တောင်ရွာငားရဲရွာဘိုးကြီးကုန်းရွာတဲကျုံရွာရွာတန်းရှည်ရွာနဲ့မိုးကျုံရွာကထောင်ထဲကြီးတဲ့ပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ခွေးတပ်ရဲ့စစ်သည်မအုပ်စုကိုအကာအကွယ်ပေးနေတဲ့112 Jet Fighter နဲ့ MI35 ရဟတ်ယာဉ်များကလည်းမြေကြောင်းတစ်လျှောက်ကိုလေကြောင်းတက်ခတ်မှုများပြုလုပ်နေတယ်လို့သိရပါတယ်။စစ်ခွေးတင်းမော်တွေကအထက်ကနေပြီးတော့ဆုံလာတာရွှေဘုံမြို့နယ်ကြောင်မြောင်းရွာဘက်မှာဒီကောင်တွေခဏရက်ထားတော့လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတာပြည်သူတွေကတော့ဆက်လက်ပြီးတော့စစ်ဘေးရှောင်နေရတုန်းမှာပဲလေကြောင်းကနေလေလေရင်တွေကဇက်တိုက်ကိုပြန်ဝဲနေတယ်။အေအော်ရီမြေကြောင်းတစ်လျှောက်ကိုလေကြောင်းတက်ခိုက်တာတွေကတော့ဇက်တိုက်လိုလိုလုပ်နေပါတယ်။ပြည်သူတွေကတော့ကြိုတင်ရှောင်နေလို့ထိခိုက်တာတော့မရှိဘူးလို့ Wallet Informational Network တာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ အဲ့ဒီအကြမ်းစစ်ခွေးတင်းမောအုပ်စုဟာလက်ရှိချိန်မှာဝက်လက်မြုံနဲ့ရှိမကားရွာအနီးမှာရပ်တန့်ထားပြီးတော့ဘယ်နေရာကိုဆက်ပြီးထွက်ခွာမယ်ဆိုတာကိုတော့စောင့်ကြည့်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းဝက်လက်မြုံနယ်အရှိချမ်းမှာရှိတဲ့ကြေးရွာ6ရွာကိုအကြမ်းစစ်ခွေးတက်က112လေးရင်နဲ့ဇက်တိုက်ဘုံကျဲတက်ခတ်ခဲ့ခြင်းကြောင့်ကလင်းငယ်တအုပ်အပါအဝင် ပြည်သူ၄ဦးသေဆုံးပြီးတော့73ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တဘာလ9ရက်နေ့ညနေ6:00ခွဲအချိန်ကမှဝက်လက်မြို့နယ်အရှိချမ်းမှာရှိတဲ့သစ်စိန်ရွာအင်တောင်းရွာရုံးမင်ကုန်းရွာမင်းကုန်းရွာနဘဲပင်လှရွာနဲ့တက်တာရွာတို့ကိုဝမ်ထရိုလီရင်နဲ့အကြမ်းဖက်စစ်ခွေးတပ်ကဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုအတွင်းမှာကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၄ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ73ဦးရှိတယ်လို့ပြောပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းပါဝင်ပြီးတော့တေဆုံးမှုအရေးအတွက်တိုးလာနိုင်တယ်လို့ပြောပါရတယ်။ စစ်ခွေးတွေကဘာတိုက်ပွဲမှမရှိဘဲနဲ့ဝက်လက်မြုံနဲ့အရှိချမ်းကိုပြန်ဝဲပြီးတော့ Wild Trump လေရင်တစည်းကခြေရွာ6ရွာကိုဇက်တိုက်ဘုံကျဲတိုက်ခိုက်သွားတာလို့ကနအုပ်တီထားပြီးတော့ကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၄ဦးသေဆုံးပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းပါတယ်ဆိုတော့သေဆုံးသူအရေအတွက်တွေထပ်တိုးလာနိုင်ပါတယ်လို့ Wallet Informational Network ကတာဝန်ရှိသူကပြောဆိုထားပါတယ်လက်ရှိအချိန်မှာတိစိန်ရွာအင်းတောင်းရွာရုံးမင်ကုန်းရွာမင်းကုန်းရွာနဘဲပင်လှရွာနဲ့ တက်တာရွာတို့ကထောင်ထဲချီးတဲ့ပြည်သူများဟာဘေးလွရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ